မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မေလ1ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအဖိုးချိန်တွေကတော့နေပြည်တော်မှာ33ဒီဂရီဆက်စီယက်62ဒီဂရီဖာရန်ဟိုင်နဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ34ဒီဂရီဆက်စီယက်63ဒီဂရီဖာရန်ဟိုင်စီတို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00ခွဲအချိန်မွန်လွေသားကျိုးတို့မှဖန်ရရှိတဲ့ပေါ်အရာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှတင်တင်တင်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားအနေအထားတစ်လျှောက်မှာမူရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း မိုးထစ်ကြုံခြင်းမိုးကြိုပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစားတဲ့မိုးလဝတာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကျူတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကျန်တဲ့ဒေသကြီးနဲ့ပြည်နယ်များမှာတိမ်သတ္တမတိမ်ထုထနေတာကိုတွေ့ရပါတယ်။မြမပင်လေပြမလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြမမြမကံယူရန်တခြားနဲ့ကန်းလွပင်လေပြတို့မှာငားပေမှာရှစ်ပေကန်းရှိနိုင်ပါတယ်။နက်ပြန်ဝင်တဲ့ချိန်ဒီခက်မှန်းချက်များအနေနဲ့ကတော့တင်းနှင်းတိုင်တန်းဒေသကြီးမှာနေရာကျကျင်း ကချင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်နေ။စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီးနေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊အေရပြည်တိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာနှံပြမှုထိတ်ချုံရွာပြီ။ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာကွက်၍မိုးကြီးနိုင်ပါသည်။နေပြည်တော်နဲ့နေတဝိုင်းမနက်ဖြန်အတွက်မိုးလွယ်သားခြင်းနှင့်ခမ်းမန်းကြမှာ။ နေရာကွက်ကြောင်းမုတ်တကြုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီယက62ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ23ဒီဂရီဆက်စီယက83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မိုးလဝသအခြေအနေခန့်မှန်းကြပါလိမ့်။နေရာကွက်ကြောင်းမုတ်တကြုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီယက63ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မွလွတ်သားချင်းနေခံမှန်းကြမှာလိမ့်။နေရာကွက်ကြောင်းမုတ်တချုံရပါမယ်။အမြင့်ဆုံးအပူချိန်မှာလည်း34ဒီဂရီဆက်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့အနေအဆုံးအပူချိန်မှာ22ဒီဂရီဆက်စီယက်82ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊ဇကိုင်းနယ်ဒေသကြီး၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး နေပြည်တော်ရခိုင်ပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျမှနေရာဆက်စိတ်မှုထိချုံရပါမယ်။မိုးကြိုကာလအတွင်းဖြစ်ပေါ်ရတဲ့မိုးလွတ်သားဖြစ်စဉ်များနဲ့ပတ်သက်၍ကြိုတင်သတိပေးနှိုးဆော်ချက်မြန်မာနိုင်ငံရဲ့ရဲ့မှာမိုးကြိုကာလဖြစ်တဲ့မေလာမှာမြန်မာနိုင်ငံသို့အနောက်တောင်ဘက်သို့လေမဝင်ရောက်မီကာလအတွင်းလေထုမငြိမ်မသက်မှုများကြောင့်၎င်းနေ့ရက်ပိုချိန်များတဖြည်းဖြည်းမြင့်တက်လာရမှာ အပူပြန်တက်တိမ်များဖြစ်ထွန်းရင်မွန်းလယ်ညနေပိုင်းတို့မှာမုတ်တိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်လကားလေပြင်းများတိုက်ခတ်ခြင်းလေပြင်းနဲ့အတူထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကျွေခြင်းနဲ့နေရာကွက်ကြားမိုးတကြုံရွာခြင်းစားတဲ့မိုးလွယ်သားဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေဟာတနအီကိုမိုင်၄၀မှမိုင်၅၀အထိတိုက်ခတ်နိုင်ပါတယ်။ အကြံပြုချက်တို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်မိုးချိုကာလဖြစ်တဲ့မေလာမှာမြန်မာနိုင်ငံသို့အနောက်တောင်ဘက်သို့လေမဝင်ရောက်မီကာလအတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးလဝတဖြစ်စဉ်များနဲ့ပတ်သက်၍အထူးကယူပြုနေထိုင်သွားကြပါရန်နဲ့ပြည်တွင်းလေကြောင်းပြန်တန်းရင်းနဲ့ရေကြောင်းခီးစဉ်များအနေဖြင့်လည်းချုပ်တင်တရိပ်ပြုနိုင်မှရန်အတိပေးလို့ဆိုအပ်ပါတယ်။အချိန်အခါမဟုတ်မိုးရွာနိုင်တဲ့တရိပ်ပေးချက်ဒီကနေ့မြန်မာစံတော်ချိန်စက်ခွင်30နာရီချိန်တိုက်ထွာချက်များအရာ အနောက်ဘက်မှာရွှေလျားလာတဲ့လေပွေလိုင်းမြရဲ့အရှင်ကြောင့်လကောင်းအရှိဘက်မှာရွှေလျားလာတဲ့လေပွေလိုင်းမြရဲ့အရှင်ကြောင့်လကောင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလင်းတွင်များနဲ့တရုတ်ပြည်မကြီးပေါ်ရှိ လေပြင်းအကြီးရုံဝင်ဒေသမှာရွှေလျားလာတဲ့လေအင်းများတွေ့ဆုံမှုကြောင့်လကောင်းအပူပြန်တက်တိမ်များပြစ်ထွန်းမှုအကောင်းချင်းကြောင့်လကောင်းဒီကနေ့ညနေမှာ၄ရက်၅လ၂၀၂၅ရဲ့နေ့အတွင်း နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအင်းရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျကျမှနေရာဆစ်ဆိတ်မိုးတချုံရွာပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်အကြံပြုချက်တို့ဖြစ်ပါ၍ပြည်သူများအနေဖြင့် အချိန်ကာမဟုတ်မိုးရခြင်းနဲ့အတူလေပြင်းများတက်ခတ်ခြင်းမုတ်ထချုံခြင်းမိုးကြိုပြစ်ခြင်းလျှက်စီလက်ခြင်းမိုးသီးကျွေခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ချုပ်တင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။